အားလုံးပဲမင်္ဂလာပါနေ့စဉ်ထိုးသားအကျိုးပြုဝဲကောင်းပွဲစဉ်တွေတင်ဆက်ပေးနေတဲ့ Going Buyer YouTube Channel TikTok Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်ရဲ့စိတ်ကြိုက်တဲ့ဝဲကောင်းလေးကိုမပြောခင်မှာ Brother တို့ရေညကအဆင်ပြေကြရလားအဆင်ပြေပါတယ် brother တို့အဆင်ပြေပါတယ်เนาะညကဒါကျွန်တော်ရဲ့ဒါ BMI မမညီကိုတွေဒါအုံးဝင်းရလက်လေးနဲ့အဆင်ပြေသွားခဲ့တယ်အဲ့တော့ကျွန်တော်လည်းဝမ်းသာပီတီဖြစ်ရပါတယ်ဒါပေမဲ့ Telegram free channel join လာတဲ့ညီကိုတွေကတော့ ကျွန်တော်ပြားစားလေးပဲရှုံသွားတယ်ပေါ့နော်အဲ့တော့အရင်ဆုံးညကကျွန်တော်ဘာရွေးချယ်ပေးခဲ့လဲအရင်ဆုံးပြောပြပေးမယ်အဲ့တော့ကျွန်တော်ညကတော့ကျွန်တော်ကျွန်တော်ကတော့ဒါနာပိုလီဂိုးပေါ်ရွေးချယ်ပေးခဲ့တယ်ကျွန်တော်ပြပြဝါစားရတယ်ပြီးတော့ဒေါ်မွန်ဘော်ရီပြပြဝါစားရတယ်နျူကာဆယ်ဘော်ရီပြပြဝါစားရတယ်အဲ့တော့ ချန်ပီယံလိနှစ်ညစတိုက်ကျွန်တော်အနေနဲ့ BNB ပက်ကိတ်ညီကိုတွေအတွက်အောဝင်ရလက်လေးတွေကိုဖန်တီးပေးခဲ့ပါတယ် free ညီကိုတွေကတော့ချန်ပီယံလိနှစ်ညမှာတော့ကျွန်တော်တို့ဒါနှစ်ပွဲစာလောက်အပေါင်းပြမယ်လို့ကျွန်တော်အနေနဲ့ထင်ပါတယ်အဲ့တော့ brother တို့မျော်လင့်နေတဲ့ကျွန်တော်တို့6လပိုင်း result လေးကိုကျွန်တော်အနေနဲ့ဒီနေ့ပြောကြားပေးချင်ပါတယ်အဲ့တော့ဒီ6လပိုင်းရ30မှာဆိုရင်ကျွန်တော်1146% ठी ကျွန်တော်အနိုင်ရရှိခဲ့တယ်ရှုံးနေခဲ့တာတော့360% ठी ပေါ့เนาะတခြားရှုံးနေတာလည်းရှိတယ်အဲ့တော့ total ကျွန်တော်အားလုံးပေါင်းကြည့်လိုက်မယ်ဆို986% percentage အမြတ်ကြံပါတယ်အဲ့ဒီအမြတ်ကလည်းကျွန်တော်တို့အကောက်900ခိုင်လုံးကျွန်တော်တို့နှုတ်ပြီးသားအဲ့ဒီအတွက်ကြောင့်လို့ကျွန်တော်တို့အနေနဲ့ဒီ986သူတော့တပွဲကို တပေါင်းကစားတဲ့ညီကိုတွေဆိုရင်9600လောက်ကျွန်တော်အများကြီးရရှိမယ်တပွဲကို3000ကစားတဲ့ညီကိုတွေဆိုရင်2350000နဲ့800လောက်ထိအများကြီးရရှိမယ်တပွဲကို3000ဆော့တဲ့ညီကိုတွေဆိုရင်9500 8600လောက်အများကြီးရရှိပါမယ်ဖြစ်ပါတယ်အဲ့ဒါကတော့ဒါကျွန်တော်ရဲ့ကိုလာပိုင်း reserve ပေါ့နော်အဲ့တော့ဒါကျွန်တော်ဒီမှာ BNB package ဝယ်ထားတဲ့ညီကိုတွေဝင်လာတဲ့ညီကိုတွေဆိုသိပါလိမ့်မယ်9လပိုင်းရွေးချယ်မှုမှာလည်း အပေါင်းပြတယ်၈လပိုင်းရွေးချယ်မှုမှာလည်းအပေါင်းပြတယ်၉လပိုင်းရွေးချယ်မှုမှာလည်းအပေါင်းပြတယ်တွဲကြောင့်လို့ဒါညီကိုတွေကျွန်တော်တို့တွေဒါဘာပဲပြောပြောအဆင်ပြေကြတယ်ပေါ့ကျွန်တော်နဲ့တွဲဆောင်တဲ့ညီကိုတွေတော်တော်များများတော့အဆင်ပြေကြပါတယ်ဟုတ်ပြီနော် အဲ့တော့ဒီနေ့ညမြန်မာစံတော်ချိန်တနေ30မှာကစားမယ်ဒါ conference league တွေကဒါကျွန်တော်ရဲ့စိတ်ကြိုက်တဲ့ဝင်ကောင်းဖြစ်တဲ့ Fiorentina အသင်းနဲ့ကျွန်တော်တို့ Samma အသင်းလေးကို rotation လေးသုံးသပ်ပေးခြင်းနဲ့အဲ့တော့လက်ရှိနေတိုင်းကကျွန်တော်တို့ဒါ league အဆင့်နှန်းချင်းရှိမယ်ဆို Fiorentina တော့ Italy City ကလပ်ဒီ Samma အသင်းကတော့ကျွန်တော်တို့ check ကလပ် league အဆင့်နှန်းချင်းရှိရင်တော့ကျွန်တော်တို့ ဒီပေါ်တော့ row တစ်ခုလောက်တိတစ်ခုနှစ်ခုလောက်တိကျွန်တော်တို့ဟားလာလေးမြင်ရတယ်ဒါပေမဲ့ကျွန်တော်တို့ Fiorentina ဒီ Italy Serie A မှာအခုလက်ရှိအဆင့်16နေရာမှာဥဆောင်ထားတယ်ပြီးတော့9ပွဲကစားထားပြီးတော့ကျွန်တော်တို့3ပွဲတရေကျလာတယ်2ပွဲရှုံးထားတဲ့ရလက်လေးမြင်ရတယ်အဲ့တော့ကျွန်တော်စမတ်အသင်းကိုလည်းဒါပြိုင်ပွဲဆို9ပွဲလောက်ကစားထားကျွန်တော်ကြည့်မယ်ဆိုရင်စမတ်အသင်းကလည်းကျွန်တော်တို့ဒါ9ပွဲကစားထားပြီးတော့2ပွဲတရေကျထားပြီးတော့ကျွန်တော်3ပွဲရှုံးနေထားတာမြင်ရတယ်ဟုတ်ပြီအဲ့တော့ဒီအသင်းနှစ်ခုပေါ့နော်ဒီအသင်းနှစ်ခုချင်းရှင်လိုက်ရင် brother တို့ ဘာမြင်လဲဥရောပအတွေ့အကြုံရှိခြင်းမရှိခြင်းကိုကျွန်တော်ရှင်းကြည့်မယ်ဆိုဖီယိုဒီနာသည်ဥရောပအတွေ့အကြုံရှိတယ်ပြီးတော့ဖီယိုဒီနာရဲ့ထူးခြားချက်သည်ဒီ conference league မှာသူ့အနေနဲ့ပွဲပေါင်းအများဆုံးကစားရတဲ့အသင်းဖြစ်တဲ့ဂိုးရီအတွက်ကလည်းအများဆုံးရရှိထားတဲ့စံချိန်ကောင်းတွေပိုင်ဆိုင်လာတဲ့ဖီယိုဒီနာအသင်းပဲဖြစ်တယ်အဲ့တော့ဒီနေ့ညကစားမှာလဲဖီယိုဒီနာတွင် ဖီယိုဒီနာအင်ကွင်းရဲ့ပရိသတ်ရှိမှာဆိုဖီယိုဒီနာတင်နေဒီနေ့ညမှာဒီစာမအသင်းကိုဘလောက်ထိသူရဲ့ပရိသတ်တွေရှိမှာဘလောက်ထိလောက်ပြနိုင်မလဲဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ရမှာပဲဖြစ်တယ်အဲ့တော့နောက်တစ်ခုကျွန်တော်ကြည့်ရမှာဆိုဖီယိုတီနာဒီသူ့ရဲ့အင်ဂျင်ကာရန်ဖော့မစိုးလို့ကျွန်တော်ပြောလို့ရတယ်ကျွန်တော်ကိုမိုကို12နဲ့ကျွန်တော်ရှုံးနေထားတယ်နာပိုလီယို13နဲ့ရှုံးနေထားတယ်ဘိုလောနာကို32နဲ့နိုင်ရရှိခဲ့တယ်ကျွန်တော်ဒီဘက်တက်ကို21နဲ့နိုင်ရရှိခဲ့တယ်အဲ့တော့ဖီယိုတီနာဒီ သူရဲ့အိမ်ဝင်ကာရန်ဖောက်စီအ ਨੇ သုံးတကိုးနှစ်ကိုးတိရရှိပြီးတော့ဒီခန်းစစ်တရားဂိုးတွေပြန်ပေးရတာဆိုတော့ဖီယိုဒီနာတော့ကတော့နည်းနည်းလေးကျွန်တော်တို့စိတ်ပူစရာဖြစ်တယ်ဒါပေမဲ့သူနဲ့ကစားမဲ့တင်ဟာသူနဲ့လီအစ်စ်နိုင်ခြင်းမကွာတဲ့အချက်လေးတစ်ချက်ကြောင့်ဖီယိုဒီနာစီဒီနေ့မှနောက်တန်းကိုတော့တည်တည်ကြကြလေးဖိပိစီစီအာယုံစူးစိုက်ပြီးကစားသွားမယ်လို့ကျွန်တော်တို့ထင်တယ်ဟုတ်ပြီကျွန်တော်တို့စာမတ်အသင်းကိုကြည့်အောင်ဒီစာမတ်အသင်းကလည်းကျွန်တော်တို့ဝင်းဝင်းကာရန်ဖောက် အဲအရင်ကောင်းတာမဟုတ်ဘူး go out ဇရိုက်ကိုစော့တဲ့အသင်းလောလောလတ်လတ်ကျွန်တော်ဒီ24ရက်နေ့28ရက်နေ့မှာသူ့အနေနဲ့ပြိုင်ပွဲစုံကစားထားတယ်ပြိုင်ပွဲစုံကစားတာအိမ်ငွေဝေးကွေမှာအဲ9 9တော့ go ပေါ်သွားတာကျွန်တော်တွေ့ရတယ်တိုက်စစ်ကလည်း go တွေပြန်ရတယ်ရတန်လေးပြန်ပြီးမိလာတော့တွေ့ရတယ်ဟုတ်ပြီဒါပေမဲ့အဲ့ဒါက သူတို့ဒီကျွန်တော်တို့ချက်ကလက်မှာချက်ကလက်အမတ်ပေးလိမှာကစားခဲ့တဲ့အသင်းတွေအခုကစားမှာကျွန်တော်တို့ဥရောပအတွက်ကြောင့်ရှိရတဲ့ဒီ conference လीမှာကျွန်တော်ပွဲအများဆုံးကစားထားတဲ့အသင်းပြီးတော့လေဂိုးအများဆုံးသွင်းထားတဲ့အသင်းနဲ့ရှင်ပြန်ရမှာဆိုတော့ဒီ summit အသင်းတို့ကတော့လွယ်ကူနေမယ်လို့ကျွန်တော်တော့မထင်ဘူးပြီးတော့လေ Fiorentina ဒီဒီ plaza ပဲသူကတော့မရခဲ့တာဗောနော်ဒါပေမဲ့သူဘောလုံးပွဲဆိုလဲအနည်းဆုံး၂ချိန်၃ချိန်လောက်ထိတော့ဒါသူ့အနေနဲ့တက်ခဲ့တယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ ကျွန်တော်စိတ်တယ်မို့နော်ဒီ190 body serum နည်းနည်းလေးတော့ပြော့တယ်ဒါပေမဲ့လေဖီယိုဒီနာစီပြိုင်ပွဲသွင်းကြီးအောင်ကြီးရှုံးကြောကြီးမဲ့သွင်းကျွန်တော်တို့ဒီ၈လပိုင်းနေရာနေစပြီးဒီ၉လပိုင်းဖီယိုဒီနာစီပြိုင်ပွဲသွင်းကြီးလုံးဝကိုကျွန်တော်တို့ မအောင်သေးဘူး brother တို့ဒီအချက်လေးကျွန်တော်တို့ကြည့်ရမယ်အဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်ရဲ့ဒီနေ့ညစိတ်ကြိုက်တပွဲကောင်ရွေးချယ်ပေးပါဆိုရင်တော့ကျွန်တော်ကတော့ Fiorentina body ပဲကျွန်တော်အကြိုက်တွေ့တယ်အကြိုက်တူတဲ့ညီကိုများအနေနဲ့လဲဒါ like ဆော့နိုင်ပါလေဟုတ်ပြီအဲ့တော့ဒီလိုမျိုးနေ့စဉ်တပွဲကောင်လေးတင်ဆက်ပေးနေမှာဖြစ်တော့ကြောင့်မလို့ဒါကျွန်တော်ရဲ့ going by YouTube channel တိုးတိုး channel လေးကို like and subscribe လုပ်ပေးတာပါညီကိုတို့အမြင်တွေရှိရ comment တွေမှာဝင်ရောက်ဆွေးနွေးသွားလို့ရတယ်ပြီးတော့လဲဒါကျွန်တော်တို့ TikTok တို့ YouTube တို့မှာဆိုဒါ comment တွေမှာ Telegram channel link လေးချပေးထားတယ်အဲ့တော့ Telegram channel link လေးတွေ join ပါ ပြီးတော့လဲကျွန်တော်တို့ထိုင်းရောက်နေတဲ့ညီကိုများအနေနဲ့ကလဲထိုင်းမှန်ရှိုံနဲ့တင်းဒါဆော့ကစားလို့ရပြီဆိုတဲ့အကြောင်းဒီညနေကျွန်တော်ပြောခြင်းနဲ့အဓိကပြောခြင်းတာတော့ကျွန်တော်ကိုယ်တိုင်မျက်နှာပြကျွန်တော်စပွန်ဆာပေးရတယ်ကျွန်တော်ကိုယ်တိုင်မျက်နှာပြပြီးကြော်ညာပေးရတယ် UFA မှာလာရောက်အောက်ဖွင့်ကစားရုံနဲ့တင်းဘရာဇာတို့ဘောလုံးပွဲရာသီ2025 2020ကြောင်းတရာစီစာလုံး free ရရှိမှာပဲဖြစ်တယ်ပြီးတော့လဲဒါကျွန်တော်စီမှာမမောင်ဝင်တဲ့ညီကိုတွေဆိုဒါမြန်မာနိုင်ငံကညီကိုတွေပါမယ်မလေးကညီကိုတွေပါမယ်ကျွန်တော်တို့ထိုင်းကိုရီးယား ဂျပန်ပေါ့နော်အဲ့ရညီကိုတွေလည်းဒီနေရာနေကျွန်တော်နေနဲ့ကျေးဇူးအများကြီးတင်ပါတယ်ညီကိုတို့လည်းလုပ်ငန်းကိုင်ရဲများအဆင်ပြေပါစေလို့ဒီနေရာနေကျွန်တော်နေနဲ့ဆူတောင်းပေးလိုက်ရပါတယ်အဲ့ဒီအတွက်ကြောင့်မို့အာဒီနေ့ညကျွန်တော်ရဲ့စိတ်ကြိုက်တပွဲကောင်းကိုရွေးချယ်ပေးပါဆိုရင်တော့ကျွန်တော်ကတော့မြန်မာစံတော်ကြီးတနိုင်30မှာကစားမဲ့ဖီယိုဒီနာနဲ့စာမအသင်းလေးမှာတော့ဖီယိုဒီနာဗော်ဒီလေးကိုရွေးချယ်ပေးနေပဲ DB လေးကိုဒီမှာပဲညီကုန်းချုပ်ကြပါတယ်အဆုံးနဲ့ကြည့်ချုပ်ပြီးတော့ညီကိုတယောက်ဒီတိုင်းကျမ်းမှချမ်းသာကြပါစေကျမ်းမှချမ်းသာကြပါစေအားလုံးပဲဂုဏ်လက်ပါဂုဏ်လက်ပါနော်